မတန်ဆွမ်းကလေးတငယ်တွေအခြေခံပညာကျောင်းတွေမှာလွတ်လပ်စွာပညာသင်ကြားခွင့်တောင်းဆိုဖို့အတွက်မတန်ဆွမ်းအဖွဲ့တွေပူးပေါင်းပြီးကော်မတီတစ်ခုဖွဲ့စည်းလိုက်ပါတယ်။ဥထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ရှင်။1,2,3မတန်ဆွမ်းကလေးငယ်တွေပညာသင်ကြားခွင့်ရရှိရေးလှူရှားမှုကော်မတီအမည်နဲ့ဇွန်လ20ရက်နေ့ကရန်ကုန်မြို့ AD မတန်ဆွမ်းတက်ငယ်ရဲမြို့မှာမတန်ဆွမ်းအဖွဲ့တွေကတွဲဆုံပြီးယာယီဖွဲ့စည်းလိုက်တာပါ။ဒီကော်မတီကိုတခြားမပါဝင်သေးတဲ့မတန်ဆွမ်းအဖွဲ့တွေပညာရေးလှူရှားနေတဲ့အဖွဲ့တွေပါပါဝင်ဖို့ တွတ်ဆုံပွဲတွေဆက်လုပ်ပြီးပညာရေးဝန်ကြီးဌာနနဲ့လွတ်တော်ကိုအဆိုတင်သွင်းမှုတွေဆက်လုပ်မှာဖြစ်ပါတယ်ဒီကိစ္စကိုများများအတန်ထွက်ပြီးမှရပါတယ်ကျွန်တော်တို့ကယူဆတယ်။ဘာကြောင့်လဲဆိုတော့ပတန်ဆွမ်းကလေးတဝက်လောက်ကတော့ဝက်ကြောင်းမှုတွေနိုင်တဲ့ကလေးတွေဖြစ်နေတယ်။အဲ့တော့ညီမလိုက်ကမှာပတန်ဆွမ်းဥရေကနှစ်တော်တော်သုံးတန်းပေါ့။အဲ့ဒီမှာပတန်ဆွမ်းတဝက်လောက်က ဆိုတော့အစာတစ်လုံးပါရေးတဲ့ဖတ်တဲ့လူပေါ့ကြောကျင်တာကာဇီကဝေးတစ်လုံးပါမတက်တဲ့လူဖြစ်နေတယ်အဲ့ဟာဗာလဲဆိုတော့ចောင်းနေရញင်းပယ်ခံရတဲ့ကိစ္စတွေပေါ့နော်မတန်ဆွမ်းကလေးတငယ်တွေကိုနစ်စင်ចောင်းအပ်ရာဒီမှာအချိန်ကပညာသင်ចောင်းတချို့ကញင်းပယ်မှုတွေရှိနေပြီးအခု2016 2019ပညာသင်တွေမှာ၃ရောက်ရှိခဲ့တယ်လို့လည်းမတန်ဆွမ်းအဖွဲ့အစည်းတွေကပြောဆိုပါတယ်ဒါအပြင်အချိန်ကပညာသင်ចောင်းတွေကမတန်ဆွမ်းကလေးတငယ်တွေကိုပညာသင်ကြားပေးနိုင်တဲ့စနစ်မရှိသေးဘူးလို့လည်း ဘာသာစွမ်းကလေးတုံငယ်တွေရဲ့ပညာရေးသင်ကြားပေးသူတွေကပြောဆိုပါတယ်ဆင်းဖြစ်ဖြစ်နေတဲ့အနေထားတော့အရှိသေးဘူးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဘာသာစွမ်းကလေးတွေကိုဘလို့သင်ပေးမယ်ဆိုတော့ပညာနဲ့ပတ်သက်ပြီးသင်တန်းနဲ့ပတ်သက်ပြီးအဲ့လိုမျိုးသင်တန်းအတက်တက်ဆရာဆရာမတွေပညာရေးလောကထင်မှာရှိတယ်ကုလားမကလူဦးရေရာမုံငွေအဖွဲ့ယူနီဆက်နဲ့မြန်မာအစိုးရရဲ့ပူးပေါင်းကောက်ယူခဲ့တဲ့2014 ပြည်တော်ချုပ်တကောင်စင်အပိသက်အစီခံစားရတော့မြန်မာနိုင်ငံမှာမတန်ဆွမ်းသူဥယေနေတတမ3တန်းကျော်ရှိနေပြီးမြန်မြန်ဥယေတတတမ2တန်းကျော်ပါဝင်နေတယ်လို့ဆိုပါတယ်။လက်ရှိမတန်ဆွမ်းကလေးငယ်တွေကိုအထူးကျောင်းလို့ခေါ်တဲ့စာတင်ကျောင်းတွေမှာသင်ကြားပေးနေပေမဲ့လည်းနေမျိုးတွေကနေအလန်းကွာဝေးတဲ့အတွက်တနင်္ဂနွေလုံးမှာဖွင့်လှစ်ထားတဲ့အချင်းကပညာကျောင်းတွေမှာလွတ်လပ်စွာပညာသင်ကြားနိုင်မှုတွေအမတန်ဆွမ်းသူတွေကလိုလားနေကြပါတယ်။ကျွန်တော်ထွန်းထွန်းသိပါ